ိသမားအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်များအားလုံးကိုရန်ကုန်မြို့ကျရဲ့အစီအစဉ်ကနေပြီးတော့အကျိုးစွာပါရဗျကျွန်တော်တို့ရန်ကုန်မြို့ကျရဲ့အစီအစဉ်ကတော့ပရိသတ်တွေကိုရန်ကုန်မြို့တွင်းမှာကျင်းပပြုလုပ်နေတဲ့ပွဲခန္ဓာမျိုးမျိုးကိုရိုက်ကူးတင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကကြတော့အမျိုးသားရင်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ကိုကျွန်တော်တို့ရောက်ရှိနေရဖြစ်ပါတယ်ဒီကနေ့လာရောက်ပြီးရိုက်ကူးတင်ဆက်ပေးမယ့်ပွဲခန္ဓာဆိုလို့ရှိရင်တော့စက်တင်ဘာလ10ရက်နေ့ကျွန်တော်တို့အမျိုးသားပြသရုံမှာကျင်းပပြုလုပ်သွားမယ်အမျိုးသားရင်ကျေးမှုနဲ့အမှုပညာတက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့စွမ်းရည်ပြပွဲနဲ့ကျောင်းဆင်းပွဲအခမ်းအနားအတွက်ကြိုတင်ပြသမှုများကိုလာရောက်ပြီးရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များလည်းတကယ်ကိုပျော်မြောက်လာတဲ့အမှုပညာ ာတင်ဆက်မှုတွေကိုပြင်ဆင်နေတဲ့ပုံများကိုကျွန်တော်တို့စီစဉ်ရိုက်ကူးမှုရနေပြီးတော့မှဆက်လက်ပြီးတော့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ခင်ဗျာဘရစ်ဒနာခင်ဗျာမျိုးသားရင်ကျင်းမှုနဲ့အမှုပညာတက္ကသိုလ်ရန်ကုန်မှာတက်ရောက်သင်ကြားနေကြတဲ့ကျောင်းသားကျောင်းသူများဆိုလို့ရှိရင်တော့ နောက်ဆုံးနှစ်ဖွဲ့ယူချိန်မှာတော့သင်ကြားတက်မြောက်ခဲ့တဲ့အမှုပညာဘာသာရပ်များအပေါ်ရေးဆွဲထုလုပ်တီးခတ်တင်ဆက်ပြသကြရပါတယ်1996-1999ပညာသင်နှစ်မှာစတင်ပြီးတော့မှသိစဉ်ဖွဲ့ယူလက်ရမုံပြပွဲနဲ့စင်တင်တင်ဆက်မှုအခမ်းအနားကိုစတင်ပြီးတော့ကျင်းပခဲ့ရမှာ2015-2016ပညာသင်နှစ်ရဲ့ဖွဲ့ယူလက်ရမုံတင်ဆက်မှုများဆိုရင်တော့နှစ်20ပြည့်မြောက်တော့မှဖြစ်ပါရယ်ခင်ဗျာ Redman ခင်ဗျာ မြို့သားရင်ချင်းမှုနဲ့မြို့ပညာတက္ကသိုလ်ရန်ကုန်2015-2016ပညာသင်နှင့်အကျဉ်း20မြောက်ဖွဲ့ယူကျောင်းသားကျောင်းသူများရဲ့မကြီးပဖို့လက်ရမောင်ပြပွဲနဲ့ဂီတသဘင်ရုပ်ရှင်နဲ့ပြသက်စင်တင်တင်ဆက်ပွဲအခမ်းအနားကြိုတင်ပြသနေမှုများကိုရှင်းလင်းတင်ပြပွဲရဲ့အခမ်းအနားပုံရိပ်များကိုလည်းအခုလိုပဲတွင်မြင်ခဲ့ရပါတယ်။ ဆရုတက်တူပါဗောနော်1993ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပါတယ်ဗောနော်အဲ1993ခုတော့ဘွေးနေသမီးက1998မှာစတာဗောနော်98ခုနှစ်ကပထမကြိမ် ဘွယ်နေသပင်ပေါ့နော်အဲ့ဒီဘွယ်နေသပင်တွေကဘွယ်နေသပင်မတိုင်ခင်မှာနောက်ဆုံးနှစ်ចောင်းသားចောင်းသူတွေကသူတို့တက်မြောက်ထားတဲ့အမှုပညာအပေါ်မှာမူတည်ပြီးတော့ပေါ့နော်သူတို့ကចောင်းဆင်းဘွယ်ယူလဲရမွန်ပြဘွယ်နဲ့စင်တင်တင်ဆက်မှုအခမ်းအနားကိုသူတို့ကဆောင်ရွက်ခံအဲ့ဒါကိုဆရာတို့ကနှစ်စဉ်နှစ်တိုင်းဆောင်ရွက်ရပါတယ်ဆောင်ရွက်လေးရှိပါတယ်အဲ့တော့ဒီနှစ်ဆိုရင်ရာစုနှစ်နှစ်အဲရာ၁၀စုနှစ်ပေါ့နော်နှစ်ခုပေါ့နော်နှစ်20 တိုင်ခဲ့ပါပြီเนาะဒီနှစ်အတွက်ကိုဆရာတို့ဘွဲယူလေးရမွန်ပြဝဲနဲ့စင်တီတစမှုခန္ဓာကိုစက်တင်ဘာလ10ရက်နေ့ပေါ့เนาะနေ့လယ်3နာရီမှာစနေနေ့မှာမြို့သားဆိုင်ရုံမှာကျင်းပဖို့ဆရာတို့စီစဉ်ထားရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတို့ကြိုတင်ပြင်ဆင်နေမှုများကိုအခုလို့ပေါ့เนาะစာနယ်ဇင်းတွေကိုရှင်းလင်းတင်ပြခဲ့ခြင်းပဲဖြစ်ပါတယ်ဆရာတို့ပေါ့เนาะအခုခုနပြောလို့ပေါ့နှစ်20မှာဆရာတို့တစ်နှစ်နဲ့တစ်နှစ်ပေါ့ပုံမှုကောင်းမွန်အောင်ဆရာတို့ပေါ့เนาะစူးစမ်းရတယ်ចောင်းသားတွေကလည်းစူးစမ်းအားထုတ်မှုရှိတယ်ဒါတွေကလည်းသူတို့အမှုပညာပေါ့เนาะပထမဆုံးအမှုပညာလောကတွေကို ိုသူဘွေးယူတဲ့ခါမှာခြေလန်းလှမ်းကြတော့မယ်ဆိုရင်ဒါပထမဆုံးခြေလန်းပေါ့နော်ဒါပိသက်တွေကိုဒါမိဘပြည်သူတွေကိုသူတို့ရဲ့အမှုပညာကိုခြားပြတယ်ပွဲပေါ့အဲ့ဒါသူတို့ကလည်းစူးစမ်းထားတယ်ဆရာတို့ဘက်ကတက္ကသိုလ်နေနဲ့လေအဲ့ဒါသူတို့ကိုကောကောမုံမုံပန့်ပို့ထားတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာတို့တက္ကသိုလ်မှာဆရာတို့၅နှစ်တာကာလတွေမှာ NUAC NUAC ကိုမိဘပြည်သူတွေရောចောင်းသားចောင်းသူတွေကိုပေါ့နော်ចောင်းသားចောင်းသူတွေကြားထဲမှာရောဆရာတို့ဟိုတိသွားအောင်ထိုးဖောက်နိုင်အောင်ပေါ့နော်ဆရာတို့စူးစမ်းနေခြင်းပဲဖြစ်ပါတယ်ဆရာတို့တက္ကသိုလ်နေနဲ့ပေါ့နော်ဆရာ တို့ចောင်းသားတစ်တွေကိုဖိတ်ခေါ်มาဖြစ်ပါတယ်ဆရာတို့တက်ကသူမှာဂီတအထူးပြုသဘင်အထူးပြုပကြီးအထူးပြုပပုအထူးပြုနဲ့ရုပ်ရှင်နဲ့ပြဇာပညာအထူးပြုဆိုပြီးအထူးပြုဘာသာရေးကြီး၅ခုရှိပါတယ်တမေကြာဘောနဲ့ဆရာတို့က90တတ်မှတ်ထားပါတယ်ចောင်းသားဥယျာဉ်တတ်မှတ်ထားပါဒါပေမဲ့ဆရာတို့ကဒီပြတက်ကသူတွေလို့10ရက်အောင်နဲ့အမှတ်စင်းပေါ့ ကျွန်ဆရာတို့ကမရွေးချယ်ပါဘူးဆရာတို့ကအနုပညာဝါသနာပါတယ်အနုပညာ talent ရှိတဲ့သူတွေကိုဆရာတို့ကရွေးချယ်သွားမှာဖြစ်ပါတယ်ဒါကြောင့်ပေါ့နော်အနုပညာဝါသနာပါတဲ့ចောင်းသားចောင်းသူများကိုဆရာတို့တက္ကသိုလ်ကနေပြီးတော့ဖိတ်ခေါ်နေပါတယ်ဆရာတို့တက္ကသိုလ်ကနိုဝင်ဘာလပထမဘက်ပေါ့နော်တရက်နှစ်ရက်မှာအမြဲတမ်းစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်အဲ့နာမှာတော့ပြည်ထောင်စုရဲ့ရုပ်သေးအထူးပြုចောင်းသားចောင်းတွေများជួយတင်ပြင်ဆင်နေမှုများကိုလည်း ခုလိုပဲတွေ့မြင်နေရပါတယ်။ဆက်လက်ပြီးတော့မှရုပ်ရှင်နဲ့ပြဇာတ်ပညာဌာနရဲ့စူးစမ်းပြင်ဆင်မှုများကိုလည်းအခုလိုပဲမှတ်တမ်းတင်ခဲ့ပါရခင်ဗျာ။ ဒီလိုဒီနေ့ចောင်းသူចောင်းသားပေါ့เนาะចောင်းစင်းចောင်းသူចောင်းသား31ယောက်ရှိပါတယ်အဲ့ចောင်းသူចောင်းသားတွေကနေပြီးတော့သူတို့ဟာရုပ်ရှင်ရိုက်ကြမယ် documentary ရိုက်ကြမယ်ပြဿတ်တင်ဆက်ကြမယ်အဲ့မှာကျွန်မကနေပြီးတော့သူတို့ကိုကြီးပံပိုးပေးထားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့ဒီနေ့ကျွန်မတို့ចောင်းစင်းမဲ့ចောင်းသူចောင်းသား31ယောက်ကပေါ့เนาะ documentary ရိုက်တဲ့အခါကြလို့ရှင် documentary ကမိုးခေါ်ပွဲဆိုတဲ့ documentary ရကူမှာဖြစ်ပါတယ်အဲ့ documentary ကတော့သူကဒီရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့တိုင်းရင်းသူတိုင်းရင်းသားတွေရဲ့ရွာတွေတခုကျွန်မရိုက်ကူးတင်ဆက်မှာဖြစ်ပါတယ်အဲ့အရာလေးကတော့သူကဒီတိုင်းသူတိုင်းရင်းသားတွေက ာမေဂျွန်လောက်မှာပေါ့နော်သူတို့ကသူတို့စိုက်ထားတဲ့ကောက်ပေးသီးနှံလေးမိုးရွာဖို့အတွက်ပေါ့နော်ရေရရှိဖို့အတွက်မိုးရွာဖို့အတွက်ဆိုပြီးတဲ့အခါမှာသူတို့ကဒီဒုံလုတ်ပွဲလေးလုတ်ပါအဲ့ဒုံလုတ်ပွဲကိုကျမတို့ကရိုက်ကူးတဲ့အခါမှာသူတို့ရဲ့ဒီဒုံပြုတ်လုတ်ပုံပြုတ်လုံနေရအစားပေါ့နော်ဘယ်လိုတွေရန်နေဘယ်နှစဘယ်လိုလေးဘယ်လိုတွေလုတ်တယ်ပြီးလို့ရှိရင်ဝါးတွေမှာဘယ်လိုခုတ်တယ်အဲ့လိုပေါ့နော်ပြီးလို့ဒုံစင်လေးလုတ်တယ်အဲ့အရာတွေကိုကျမတို့ကဒီရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်အဲတိုက် သူတို့ရဲ့အခေါ်ကတော့လူဖိုင်လို့ခေါ်ပါတယ်ကျမကတော့ဝိုးခေါ်ပွဲပေါ့နော်ဒုံလှုပ်ပွဲလို့လည်းခေါ်ပါအဲ့ဒီ documentary ကူမှဖြစ်ပါတယ်ပြည်သူများခင်ဗျာအမျိုးသားရင်ကျင်းမှုနဲ့အမှုပညာတက္ကသိုလ်ရန်ကုန်ရဲ့အကျဉ်း20မြောက်ဘွဲ့ယူတင်ဆက်မှုများအတွက်အမင်းပညာဌာနမှကျောင်းသားကျောင်းသူများရဲ့ချုပ်တင်ပြသမှုများကိုလည်းအခုလိုပဲတင်ဆက်ပေးလိုက်ပါတယ် သားရင်းချမှုနဲ့ညီမတက္ကသိုလ်ရန်ကုန်တပည့်ပညာဌာနနောက်ဆုံးနှစ်ကျောင်းသားမောင်ထင်ကျော်လင်းဖြစ်ပါတယ်။ဟုတ်ကဲ့။သူကတော့မျိုးသားရင်းချမှုနဲ့ညီမတက္ကသိုလ်ရန်ကုန်တပည့်ပညာဌာနဒုတိယနှစ်ဂုံနုတက်မောင်ချမှုဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ဟောကျွန်တော်ကတော့ဇက်ညွန်ရေးတာပေါ့နော်။ဇက်ညွန်ဒီဇက်ညွန်လေးမှာပါလဲဆိုတော့အဖွဲ့အစည်းတစ်ခုထဲမှာယူသားမှုရှိဖို့လိုပါတယ်။အဲယူသားမှုမရှိဘဲဆိုရင်တခုခုကြောင့်တစုံတစ်ခုအခက်ခဲဖြစ်လာမယ်ဆိုရင်တော့ဒီအဖွဲ့အစည်းကမယူသားတဲ့လူတောင်ကဲ့တင်နိုင်တယ်ဆိုတော့စီလုံးမှုလေးကိုဖော်ညွှန်းထားတဲ့ဇက်ညွန်လေးဖြစ်ပါတယ်။ ခွဲသမားကအမျိုးသားရင်ကျင်းမှုနဲ့လူပညာတက္ကသိုလ်ရန်ကုန်ရဲ့ဂီတပညာဌာနမှာကျောင်းသားကျောင်းသူများရဲ့လေ့ကျင့်ပြဆင်မှုများကိုလည်းပြည်သူများအားလုံးအတွက်တင်ဆက်ပေးလိုက်ပါရခင်ဗျာလေးတွေရတော့လေသူမှလည်းကျိုးကျိုးသားပါလေကျိုးသားတယ်ဆိုတော့ဘလို့ကျိုးသားတယ်ဆိုသူတို့မှလည်းတခြားအတန်းအချိန်နေနဲ့ဒီဘက်ကိုကျောင်းဆင်းပွဲအတွက်လေ့ကျင့်ရမယ့်အချိန်နဲ့အချိန်လူပြီးတော့ဒီဘက်မှလည်းလာပြီးတော့အချိန်ရတဲ့အချိန်လေးလာလေ့ကျင့် နောက်တစ်ပတ်အတန်းချိန်လေးတန်းသွားပေါ့အဲ့လိုနဲ့ဒီအားလုံး၅ဘွဲ့စလုံးတော့တော်တော်လေးကြိုးစားထားကြပါလားပထမဆုံးចောင်းဒီနေ့ចောင်းဆင်းမဲ့ចောင်းသူတစ်ဘွဲ့ចောင်းသားတစ်ဘွဲ့ပေါ့အဲ့ဒီဘွဲ့ကိုအရင်ဆုံးမောင်းပြီးတော့သူတို့တီးခွက်ကိုပေါ့တီးခွက်ကိုတစ်မျိုးဆန်းပြီးတော့သူတို့တစ်မျိုးပြထားပြီးတယ်ပြထားပြီးတဲ့ခါမှာသူတို့ကလည်းဒီရတဲ့အချိန်လေးနဲ့ပြီးခဲ့တဲ့နှစ်လဝင်းကျင်လောက်ကလေးကပေါ့လေအားလုံးသူတို့ အားတဲ့ချိန်လေးတွေစုခေါ်ခေါ်ပြီးတော့သူတို့လေ့ကျင့်ပေးတာပဲအဲ့ဒီနောက်ပြီးတော့တခါနှဆိုင်တီးပြီးတော့ကျောင်းဆင်းမဲ့ကျောင်းသားကျောင်းသူမျိုးသမီးဒီဇိုင်းမျိုးသားဒီဇိုင်းတီးပြီးတာနဲ့တခါဒီတီဗီလိုမှလည်းဆင်းမဲ့ကျောင်းသားဒီဇိုင်းရှိတယ်အဲ့ဒီဆိုင်ကြတော့သူကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီမြန်မာဆိုင်ပညာမှာဆိုင်ဆရာကြီးဆရာစင်ဘိုတဲ့ပေါ့ဂီတသူတည်တည်ဆိုင်ဆရာကြီးစင်ဘိုတဲ့သူကနေတီထွင်ထားခဲ့တဲ့ခရိုမက်တစ်ပေါ့ဟိုတုန်းကဆိုလို့ရှိရင်တော့ဒီဒိုင်ယာရောနဲ့ခရိုနာတာစကေးပဲအခုကျ သူကခလိုမီတာ12တန်စကေးကိုသူကတီထွင်ထားခဲ့တော့ကျွန်တော်အဲ့ဒီ12တန်နဲ့သူဒီဇိုင်းကိုတပါးသားတစ်မျိုးထည့်ပေးတာတော့သူ့ကိုလည်းတစ်မျိုးပြပေးတာနောက်အဲ့ဒီပုံမှာပဲဒီခလိုမီတာပမာရဲ့မြန်မာဆိုင်မှာဒီလိုခလိုမီတာသုံးတဲ့နေရာမှာနိုင်ငံခြားတန်စင်နဲ့ဘလူးရောနှောထားတယ်ဆိုတာကိုလည်းကျွန်တော်ဂီတပညာဌာနမှာဘာမောက်ကဆရာဦးအောင်စောတဲ့ကနေပြီးတော့သူကနေစီစဉ်ပြီးတော့သူကအဲ့ဒီတီးခွက်တွေလည်းပြတာပါလိမ့်မယ်မြန်မာနိုင်ငံရဲ့အနုပညာတက္ကသိုလ်ရန်ကုန်ရဲ့ ချိန်20မြောက်ဗဘူးလက်ရအောင်ပြပွဲအတွက်ချွတင်ပြစင်မှုများကိုလည်းပြည်သူများကိုတင်ဆက်ပေးရင်းကနေဒိန်လက်ရဖန်တီးမှုများကိုပါမိတ်ဆက်ပေးလိုက်ပါရခင်ဗျာကဲပါညီမတို့ဒီနှစ်ចောင်းសិនបងเนาะបွဲយူមេបွဲយူတဲ့លក្ខណៈរីយូទិញပြတဲ့កណ្ណាមក ဒီဗဟုပညာဌာနနေပြီးတော့ဗဟုအထူးပြုကျောင်းသားတွေကအဲစရုပ်တနှစ်နှစ်ယောက်စရုပ်တနှစ်နှစ်ယောက်ဆင်းပါမယ်ဒီပလိုမာဗဟုအထူးပြုနဲ့တစ်ယောက်ဆင်းပါမယ်ပဒိန်သင်တန်းနေပြီးတော့ပဒိန်ဘွဲ့လွန်ဒီပလိုမာကနေပြီးတော့တစ်ယောက်ဆင်းပါမယ်အဲ့တော့ဗဟုဒီပညာဌာနကဆင်းမဲ့ကျောင်းသားတွေထုလုပ်တဲ့လက်ရာတွေကတော့သူတို့ သူတို့ရဲ့စိတ်ကူးတွေပေါ့နော်သူတို့ရဲ့စိတ်ကူးလေးတွေနဲ့ဖန်တီးပြီးတော့ထုတ်လုပ်ထားတယ်အဲရုပ်ထုဗမှုရုပ်ထု၃ခုကိုတင်ဆက်ပေးมาဖြစ်ပါတယ်တင်ပြပေးมาဖြစ်ပါတယ်အဲပရိန်နေနဲ့ရတော့ငွေနဲ့လှုပ်ထားတဲ့ပရိန်လဲရာပေါ့နော်အဲ့ဒါလေးတွေကိုတင်ပြပေးมาဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုထုတဲ့ရုပ်ထုတွေကသူကကြီးတယ်ပေါ့နော်ကြီးတဲ့အတွက်ကြောင့်မလို့အဲချုပ်တင်ပြီးတော့ပြင်ဆင်ပြီးတော့ထုတ်လုပ်ခဲ့ကြရပါတယ် second semester စပြီးတော့တလားပြေးပြီးတဲ့နောက်ပေါ့နော်အဲ့မှာသူတို့ပုံစံနေတင်ရပါတယ် ပုံစံနဲ့တင်ပြီးတော့ဒီဌာနဆရာဆရာမတွေနဲ့ပါကျုပ်တို့ရဲ့ခွင့်ပြုချက်အရာဒီတင်ထားတဲ့ခွင့်ပြုချက်ကြပြီးတဲ့ပုံစံလေးတွေကိုပုံစံအငယ်လေးတွေထုရပါတယ်ပုံစံငယ်လေးတွေထုပြီးတော့မှဒါဒီပုံစံအကြီးထွက်လာအောင်ပေါ့နော်ထုလို့ရတာဖြစ်တဲ့အတွက်ဟောစုစုပေါင်းဥဒတိထုနေတာတော့ဆိုလို့ရှိရင် तू ကနှစ်လကြော်ကြော်လောက်ပေါ့နှစ်လကြော်ကြော်လောက်ကိုကြာပါတယ်အဲအယုတ်ကတိက10ပေတွေ10ပေရ2ယုတ်15ပေရ1ယုတ်ဖြစ်ပါတယ် contemporary style နဲ့မြန်မာရိုးရာပပုပေါင်းဆက်ပြီးတော့ဖန်တီးထုလုပ်ထားတာဖြစ်ပါလေ။ပြည်သူများခင်ဗျာဒီကနေ့ကျွန်တော်တို့ရန်ကုန်မြို့ကြီးရဲ့စီစဉ်ကနေပြီးတော့တင်ဆက်ပေးခဲ့တဲ့အမျိုးသားရည်ကြီးမှုနဲ့လူပညာတက္ကသိုလ်ရန်ကုန်အချိန်20မြောက်ဘွဲယူကျောင်းသားကျောင်းသူများရဲ့အကြီးပပုလက်ရမွန်ပြ